ားလုံးပဲမင်္ဂလာပါ။ရေရှမ်းလီမှာပြန်လဲကျူစုလိုက်ပါတယ်။ဒီနေ့မက်စလာစက်နှစ်ရက်နေ့ဒီနေ့မှာကျွန်တော်ရမိဘတွေဒိန်ကောင်းတွေအများကြီးရှိပါတယ်။ဆိုတော့ကျွန်တော်တ냐လုံးထိုင်ပြောရင်လောလောမှာမဟုတ်ဘူးဗျ။ဟုတ်ပြီ။ကျွန်တော်တို့ဘကိုးရခိုင်အစပ်မှာကျွန်တော်တို့ဒါအာရကတတော် AA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့အောင်ပွဲတည်တင်းအကြောင်းတွေပြီးတော့တိုက်ပွဲအခြေအနေတွေကိုကျွန်တော်ရမိဘတွေကိုကျွန်တော်တင်ပြပေးမယ်။ နောက်တစ်ဒီပုတ်ကတော့ကျွန်တော်တို့ရန်ကုန်မှအဓိကဖာခန်းတွေဖွင့်နေတဲ့ဗိုလ်ချုပ်ကြီးတွေအကြောင်းတင်ပြပေးမှာဆိုတော့ကျွန်တော်ဒီဖာခန်းတွေ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့တင်ပြပေးရမယ့်အဓိက အကြောင်းအရင်းအခြေခံကတော့လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာစစ်မှတ်ဖြစ်ပွားနေတဲ့အခြေအနေပြီးတော့ကျွန်တော်တို့စီးပွားရေးတွေဂျုံဂျုံကြနေတဲ့အခြေအနေမှာသူတို့ဟာဒါကိုအခွင့်အရေးယူပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားသမီးပြူတွေရော ပြီးတော့ကျွန်တော်တို့တိုင်းနိုင်ငံလုံးမှာရှိတဲ့အမျိုးသမီးငယ်တွေကိုကြားဖြန့်ဖာခံကျွန်တော်တို့ပုံစံမျိုးတွေလှုပ်ဆောင်နေတဲ့အတွက်ကျွန်တော်ဒီနေ့အတိပေးတိဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရမို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုတလေစားဖိတ်ခေါ်လိုက်ပါစီ။ ရကတတော်အေအေရဲ့တင်းထန်တဲ့ထိုးစစ်မေဇိုင်းအတွဲလိုက်ပြကတ်မှုကျွန်တော်ရဲ့မိဘတွေဒီဗီဒီယိုဖိုင်မှာဘယ်နှချက်ကြားလိုက်လဲမသိဘူးဗျဆိုတော့တက်လိုက်တဲ့အချက်ကြီးကိုတကယ်လို့မှတ်မိဘူးဆိုရင်ပြန်ကြည့်ပြီးတော့ပြန်ကြည့်ကြည့်ပါဆိုတော့အားလုံး16ချက်ကို non stop ပြသွားတာပါဒါဟာຫນွေဥတော်လှန်ရေးမှမှမြင်ရတဲ့ မြင်ကွင်းမျိုးဖြစ်တယ်။ဒါဟာကျွန်တော်တို့ပြည်သူရဲ့အောင်ပွဲဖြစ်တယ်။ဒါဟာကျွန်တော်တို့ပြည်သူ အလုံးမြင်တွေ့ကျင်တဲ့မြင်ကွင်းမျိုးဖြစ်တယ်။အဲကျွန်တော်ဖတ်စစ်ခွေးတက်စကန်ကိုအဲ့လိုမျိုးမြစ်ဆိုင်တွင်နဲ့ဒီဆက်ဖြစ်ခွဲခဲ့တဲ့လက်ရှိဘကိုးရခိုင်အစက်ကညောင်ကျိုးစခန်း ဆိုတော့တစ်ခါတည်းမှာကျွန်တော်တို့သတင်းတင်ဆက်တယ်သတင်းပြပြတယ်ကျွန်တော် share လေးလုပ်ပေးတာထက်ကျွန်တော်ရဲ့မိဘတွေကကျွန်တော်တို့ထက်ပိုပြီးတော့သတင်းတွေအများကြီးကိုကြိုသိနေကြတတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အားလုံးကတော်လှန်သောသူတွေဖြစ်ပါတယ်ဆိုတော့တော်လှန်ရေးမှာကျွန်တော်တို့အားလုံးကအထူးစိတ်ဝင်စားနေကြတဲ့အတွက်သတင်းတွေကို အားလုံးက သိရှိခဲ့ပြီး ဖြစ်မှာပါဟုတ်ပြီအဲ့ဒီညောင်ကျိုးစခန်းကြသွားပြီဆိုရင်ကျွန်တော်တို့ဗဒောင်းမျိုးဟာ ကျွန်တော်ကာဝေးတက်ဖွဲ့ဝင်တွေရဲ့အိတ်ကတ်ထဲရောက်သွားပါပြီဆိုတော့အချက်မဖတ်စစ်ခွေးတက်ဟာလက်ရှိကျွန်တော်တို့အရကတက်တော့အေနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ပြင်းထန်တဲ့ထိုးစစ်တွေကြားထဲမှာလက်ရှိဘလို့အခြေအနေတွေတုံ့တွေ့နေရပြီလေအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ရင်မိပါ တကားတရံမှာကျွန်တော်တို့မဖြစ်နိုင်ဘူးလို့ယူဆခဲ့တဲ့အရာတွေကိုကျွန်တော်တို့ပြောင်းပြန်အနေထားပြောင်းလဲနိုင်ခဲ့တယ်။တစ်ဖက်ကမလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့ကောင်းတွေကိုကျွန်တော်တို့ကမလုပ်နိုင်တာဘာမှမရှိဘူးဆိုတာနဲ့ကျွန်တော်တို့သက်သေပြခဲ့တယ်။ကျွန်တော်ရဲ့မိသားစုတွေနဲ့ကျွန်တော်တို့ဓမ္မပတ်တော်သားကျွန်တော်တို့ညီကိုမောင်မတွေအကုန်လုံးကလည်းကျွန်တော်တို့နဲ့အတူတူယဉ်ကျေးကပ် จอจีนเสร็จပြီးတော့ကျွန်တော်တို့ရဲ့အရေးလူမျိုးယနေ့အချိန်ထိလိုက်ပါနေတာဒါကြောင့်ဒီနေ့လိုအောင်ပွဲမျိုးဒီနေ့လိုမြင်ကွင်းမျိုးကိုကျွန်တော်ရဲ့မိဘတွေမြဝါထင်ထင်မြင်တွေ့နေရတာကျွန်တော်တို့အစီအစဉ်လေးတစ်ခုကိုအဲကျွန်တော်တို့ကြည့်ဖို့မှာငါးတန်းနဲ့ပြိုင်ဘယ်သူနိုင်မလဲဆိုတော့ဒီကနေ့မှာတော့ငါးတန်းနဲ့ပြိုင်ဘယ်သူနိုင်မှာမဟုတ်ဘူးပြည်သူနဲ့ပြိုင်ဘယ်သူနိုင်မလဲကျွန်တော်ရဲ့မိဘ ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိပါတယ်ကျွန်တော်တို့ပြည်သူနဲ့ရှင်နိုင်ရဲတဲ့កောင်ဘယ်သူရှိလဲလက်ရှိပြည်သူနဲ့ရှင်နေတဲ့កောင်တွေဘယ်လိုအခြေအနေဖြစ်နေပြီလဲဘယ်လိုတမခံနေရပြီလဲဘယ်လိုမီးဖုတ်ခံနေရပြီလဲဆိုတော့ကျွန်တော်ရဲ့ Telegram မှာဆိုရင်ကျွန်တော်အချို့ဒါရုပ်တံဗီဒီယိုဖိုင်တွေဆိုရင်ကျွန်တော်တင်ပြပေးပါတယ် ဆိုတော့ဒါစစ်မြေပြင်အခြေအနေတွေနဲ့ပြီးတော့ကျွန်တော်တို့ဒါတင်ပြလို့မရသေးတဲ့ဒါအချို့ဗီဒီယိုဖိုင်တွေကိုတော့ကျွန်တော်နောက်ပိုင်းမှာတင်ပြဖို့လည်းရှိပါတယ်လက်ရှိတိုက်ပွဲကျွန်တော်တို့ဒါဖြစ်နေတဲ့နေရာတွေမှာငါလုံချိုရေးရတော်လကောင်းအခြားသောသတင်းအရှင်းမရတော်လကောင်းကျွန်တော်တို့ခြံခဲ့ရလာလေးလေကျွန်တော်မိဘတွေနားလည်ပြီးမလို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တင်ပြခဲ့တဲ့ဗီဒီယိုဖိုင်တွေမှာဆိုရင်သူတို့တွေကိုကျွန်တော်တို့ကပြန်ပြီးတော့ မြေပြန်မြုပ်ပေးရတဲ့အခြေတွေကျွန်တော်ရဲဘော်ရမ်းပင်ပန်းနေဆိုတော့အောင်ပွဲရှိတဲ့ကျွန်တော်တို့အရန်ပင်ပန်းနေဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုဒါတခါလဲတွဲမိအောင်မြင်မိအောင်ကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကောင်းတွေလမ်းမပေါ်မှာဒီကောင်းတွေတောတောင်ပေါ်မှာဒီကောင်းတွေရှို့သီးသီးမှာအဲ့တိုင်းပဲထားရင်လည်းပဲကျွန်တော်တို့ဒီကောင်းတွေရဲ့အပုံနဲ့မခံနိုင်အောင်ကျွန်တော်မိဘဆိုတော့ဒီကောင်းတွေကိုကျွန်တော်တို့ အကုန်လုံးကိုစုစုပြီးတော့ကျွန်တော်တို့သတ်မှတ်တဲ့နေရာကိုသဲကျွန်တော်မိဘအရန်ပင်မန်းနဲ့အဲ့ဒီကောင်တွေဘလောက်ညစ်ပတ်လဲဘလောက်ညုံစရာကောင်းလဲဘလောက်နန်းဟောင်းနေမလဲကျွန်တော်တို့ဒီကောင်တွေကိုမြင်အောင်မမြင်ချင်တာတေဝါတဲ့ dead body ဆိုရင်ကျွန်တော်တို့ထိတော်မထိချင်ဘူးကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့ရဲဘော်ရှမ်းလေး family ကမိသားစုတွေဆိုသိပါတယ် ဘယ်လိုပြောမလဲကျွန်တော်ပြီးွားတကယ်တမင်းစားပြတ်တယ်အဲ့နေ့တမင်းမစားခြင်းအဲ့တကယ်အမှန်တရားအခုအရန်ပူတယ်ကျွန်တော်တို့တမင်းမစားနိုင်ကြဘူးကိုရှမ်းရေဘယ်လိုလုပ်ရမလဲအဲ့ကောင်နေအနံနှခေါင်းနဲ့ကောင်မထွက်ဘူးဖြစ်နေတယ်ယုံလိုက်တာဗျာကျွန်တော်ရဲဘော်တိုင်းအဲ့ကောင်နေကိုမြင်လဲမြင်ဘူးထိလဲမထိချင်ဘူးကင်လဲမကင်ချင်မြည်လဲမမြုပ်ပေးချင်ဘူးကျွန်တော်ရဲ့မိပါမြင်မြုပ်ဖို့လဲကျွန်တော်တို့အဖို့မလင်းလင်းပြောမယ်ဆိုရင်မလုတ်ပေးချင်ဘူးသူ့ပင်မဲ့လဲပဲ ကျွန်တော်တို့လုပ်ပေးရတာပဲလုပ်ချင်တဲ့အရာတွေကိုလည်းကျွန်တော်တို့လူငယ်တွေလုပ်ပေးရတယ်ဆိုတဲ့အကြောင်းပါဆိုတော့မနေ့ကတော့ဂျူဒီချရတာပေါ့ဗျာဟာညီလေးတို့ရေဒါလေးတော့ရှင်းမှဖြစ်မယ်မဟုတ်ရင်လည်းဒါပဝင်းကျင်ကျွန်တော်ဒေသခံတွေရဲ့အကျမ်းမာရေးအတွက်မကောင်းဘူးပြီးတော့ဒီကောင်သူတို့ရဲ့အနှံ့အသက်တွေနဲ့ကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့ဒီတစ်ခါတော့ညီလေးတို့ဝိုင်းပြီးတော့လုပ်ပေးလိုက်ပါဒီတစ်ခါတော့ကောင်းမောင်းပေးလိုက်ပါကွာ ဲ့ဒီကားပေါ်တင်အဲ့ဒီတင်ထားတဲ့ကားနောက်ရကျွန်တော်တို့ရဲဘော်တွေပြန်အောင်စီးကျင်ဘူးဂျုံလို့တကယ်အမှန်တရားကိုကျွန်တော်မိဘတွေကိုပြောပြနေခြင်းဖြစ်တယ်ဆိုတော့အဲ့ဒီကောင်တွေကိုကားပေါ်တင်အဲ့ဒီကောင်တွေကိုဒါကျင်းလေးကိုချအကုန်စုပြုံတဲ့ပုံစံအခြေအနေတွေမှာအဲ့ဒီကောင်းနေကိုကင်တဲ့ကျွန်တော်တို့ရဲ့လက်ဒီလက်နဲ့ပြီးတော့ကျွန်တော်တို့သမင်းစားရမယ်ကျွန်တော်မြင်ပါကျွန်တော်တို့အယမ်းညွန်တယ် ကျန်တဲ့ဒီတာကျွန်တော်တို့ပေါ့နော်ဒါပုံမှန်ပေါ့နော်အပုံမှန်အသက်ဆုံးရှုံးသွားတဲ့အခြေအနေတွေကျွန်တော်တို့ဘလို့ပဲကျွန်တော်တို့ပြည့်စုံပါပြည့်စုံပါဘလို့ပဲလုတ်ပြရလုတ်ပြရကျွန်တော်တို့ပင်မန်းတဲ့လူကိုကျွန်တော်တို့မထင်ဘူးကျွန်တော်တို့အားလုံးဒါတာဝန်အောင်ခွဲပေးစရာမလိုဘူးကျွန်တော်တို့တောင်းဟိုကိုအသိနဲ့ကိုသွားပြီးတော့လုတ်ပြီးတက်ကြတယ်ကျွန်တော်တို့ရဲ့လူငယ်တွေအเจ้าမှာဒါပေမဲ့ဒီခွေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းဂျုံပါတယ်ကျွန်တော်ရဲ့မိဘတွေလည်းကျွန်တော်တို့လူငယ်တွေအခုဒီကောင်းကြီးကိုဒါ ရှင်းလင်းရေးလုပ်ပေးနေရတဲ့အခြေအနေတွေကိုလည်းကိုချင်းစာစွာနဲ့ဝိုင်းပြီးတော့ရုံမေးမယ်လို့တော့ကျွန်တော်လည်းမျှော်လင့်ပါတယ်။ဟုတ်ပြီ။လက်ရှိအခြေအနေမှာအကြမ်းဖက်ဖက်စစ်ခွေးတက်ဟာအခုသင်္ဏဆင်းအစ်စ်တွေနေအမည်မသိတဲ့သူတွေတနတ်တော်မှာကောင်းကောင်းမကင်ဘူးတဲ့လူငယ်အများပြားကိုစစ်ကူပို့နေတာတွေပြီးတော့ရှင်းတန်းပို့နေတဲ့အခြေအနေအဲ့ဒီကောင်တွေအကုန်လုံးညီပေါ်မှာအိတ်သွားကြရတယ် ကျွန်တော်တို့ကြည့်တယ်ကျွန်တော်တို့မြင်တယ်ကျွန်တော်တို့တွေ့နေတာပဲဟာစစ်မှုထမ်းအစ်စ်လေးလေးဒါပေမဲ့ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးကျွန်တော်ရင်မိပါဟုတ်ပြီဒီကနေ့မှာအရကတက်တော့အင်းနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကမစ်ဆိုင်အတွဲလိုက်ပစ်ခတ်မှုဒီပစ်ခတ်မှုအတွင်းထဲမှာပဲညောင်ချိုးစကမ်းမှာရှိတဲ့အချမ်းဖတ်စစ်ခွေးငစနူကောင်တွေအလဲအကွဲအတို့အပြက်အသေးအကြည့်လွန်စွာ များပြားစွာနဲ့စုတ်ခွာဖပြေးနေကြရပါတယ် ျွန်တော်တို့တစ်ခါတိုက်အရှိကိုတစ်ခါရှင်းဒီကောင်းနေခင်းတဲ့မိုင်းကိုလည်းရှင်းရသေးတယ်ဒီကောင်းဒီရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့အစအနတွေအဲ့ဒါတွေလည်းကျွန်တော်တို့မှာရှင်းရသေးတယ်ပြီးရင်ပြီးသွားပြီလားမပြီးသေးဘူးကျွန်တော်တို့တိုက်ကြတာကတနိုင်ငံလုံးဆိုတော့အရှိကိုတိုးတိုးတိုးတစ်ခါသမင်းစားပြက်လူကပမန်နာကတစ်မျိုးနေရပူရာကတစ်မျိုး ဆိုတော့ဒီအခြေအနေတွေကိုလည်းကျွန်တော်တို့ဒါလူငယ်တွေလက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေကိုကျွန်တော်မိဘတွေကိုအာကျွန်တော်ကတော့ဒါလူငယ်ပြပီးလူငယ်လူတင်ပြနေခြင်းဖြစ်ပါဒါကတကယ်မြေပြင်ရဲ့အစီတရားဖြစ်ပါတယ်ဟုတ်ပြီညောင်းညောင်းစကားမှရှိတယ်ဂျမ်ဖတ်စစ်ခွေတုံးယုံကြာရှုံးခဲ့ပါတယ်ပြီးတော့ခွေပြီးပေါ်ပြေးထွက်ပြေးတဲ့ကောင်တွေကလည်းအများအပြားတန်ရာရရှိသွားကြတယ်ဘလောက်တောင်များလဲဆိုရင် သူတို့ရဲ့ မြို့နယ်စေယုံတွေမှာစေကန်းတွေပါမကြံဘလို့မှကုသလို့မရတဲ့အခြေအနေပြည့်ကျက်ညက်လွန်းလို့မြို့နယ်ခမ်းမမှာထောင်မှ ဖြစ်တယ်လို့ရှိကုနေရပါကြောင်းကျွန်တော်ရဲ့မိဘတွေကိုအတိပေးလို့တယ်ဆိုတော့အဓိကအဖြစ်ကတော့ကျွန်တော်တို့စီရစ်ပြတ်မှတ်ကကျွန်တော်တို့မှာအမြဲတမ်းအစဉ်တစိုက်ရှိပါတယ် ဆိုတော့တိုက်ပွဲဖြစ်ပွားပွတ်တဲ့နေရာတိုင်းမှာရှိတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေမပေါ်ဆဖို့ကျွန်တော်ဒီကနေပြီးတော့အထူးသတိပေးလိုတယ်ဆိုတော့လက်ရှိရဲ့အခြေအနေမှာညောင်ကျိုးစကန်းကကျသွားပါပြီဆိုတော့ညောင်စကန်းကျဖို့ကိုလည်းပဲကျွန်တော်တို့ရဲ့ဒါစည်ရေးပုံဖော်တဲ့နေရာမှာ ကျွန်တော်တို့ပြည့်ပြတ်တာတာပုံစံကိုကျွန်တော်ရဲ့မိဘတွေတွေ့မြင်ခဲ့ပြီးဖြစ်မှာပါဆိုတော့ညောင်ကျိုးစကန်းကျသွားပြီးပဒေါင်းမြို့ကအော်တိုဆိုးအောင်ပါ ဆိုတော့ဒီစစ်စင်ရေးကဒီမှာပဲလားမဟုတ်ဘူးတော့ကျွန်တော်ရဲ့မိဘအခုချိန်မှာအုံးရှစ်ပင်မှာရှိတဲ့ဂျမ်ဘတ်ဖက်စစ်ခွေးတွေအသေးအတန်ပြာရာခတ်နေကြပါတယ်ဟုတ်ပြီသူတို့တပြက်နေပြီလို့လဲကျွန်တော်တို့တက်တွင်းအခြေအနေတွေကျွန်တော်တို့သတင်းတွေကြားထားရပါတယ်စားဒါကတော့သူတို့ရဲ့တမိုင်းမှာကျွန်တော်တို့တမိုင်းကတော့ကျွန်တော်တို့ကတော့မှုတ်ချိတ်မှာပဲကျွန်တော်တို့ကကျုံးစရာရှိရကျုံးမှာပဲကျွန်တော်ရေးပြပါ ဟုတ်ပြီအုံရှိပင်ကိုလက်ရှိအချိန်မှာလဲအချမဖက်စစ်ခွေးတက်တနန်းသားအတိလက်လက်ဆက်ဆက်ကောင်းလေးတွေကိုမရက်မနာပုံနေကြပါတယ်ကျွန်တော်တို့စစ်ရေးကအုံရှိပင်ကိုဝင်လာဆိုတော့ကျွန်တော်မိဘပြည်သူ ကျွန်ညီကိုမောင်မတော်လက်ရှိစစ်မှုတန်းဥတွေမရောက်ခင်မှာတဲကလည်းမိမိတို့ ေချာစွာရွေးချယ်ဖို့ကိုလည်းကျွန်တော်တင်ပြခဲ့ပြီးပါပြီ။ဆိုတော့အာရကတတော်အေအေနဲ့ပူပေါင်းဆက်ဆင်ရေးတွေအကြောင်းကိုလည်းကျွန်တော်အမြဲတင်ပြတယ်။ကျွန်တော်တင်ပြခဲ့မှုတွေဟာအပူအလူမရှိပါဘူး။ကျွန်တော်ကရဲဘော်ပီပီလူငယ်ပီပီကျွန်တော်ရဲ့မိဘတွေအာရကတတော်အေအေနဲ့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတယ်အဲ့ဒီစစ်စင်ရေးကဆင်မနာပြင်း 3နေရာလောက်ဖွင့်ထားပါတယ်ဆိုတော့အဲ့ဒီ3နေရာလုံးဟာယေစကန်သိမ်းတဲ့တိုက်ပွဲမဟုတ်ပါဆိုတော့ဒီချင်းတွေကိုကျွန်တော်ရဲ့မိဘတွေသုံးသပ်မိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ဒီ YouTube ဒါ comment တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကုန်လုံးကိုဖတ်ဖို့ရကျွန်တော်တို့အဲအခက်ခဲလေးရှိပါတယ်ဆိုတော့တတ်နိုင်ဆုံးကျွန်တော် comment လေးတွေကိုတော့ပြန်ပေးတတ်ပါတယ် ဆိုတော့ကျွန်တော်ရဲ့ဗီဒီယို comment တွေမှာဒါဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားကျွန်တော်တင်ပြမှုတွေနဲ့ပတ်သက်ပြီးတော့အငင်းဝင်ပွားနေတယ်ဆိုတာထက်ကျွန်တော်တင်ပြမှုဟာကျွန်တော်ပြည်သူလူထုကျွန်တော်တို့ရဲ့အယက်သားတွေကြိုတင်ပြင်ဆင်နိုင်ဖို့တာဖြစ်တယ်ကျွန်တော်ပြည်သူကိုကျွန်တော်တို့မထိခိုက်စေချင်တာဒီတော်လန်ကြီးအစကတည်းကခဏအချိန်ထိဆိုတော့ကျွန်တော်ရဲ့မိပါဘူး လက်ရှိအချိန်မှာစစ်ကူပို့တော်မှာအခြေအနေနေရာတောင်အဆင်မပြေတော့တဲ့အကြမ်းမဖက်စစ်ခွေးတက်ဟာသူတို့ရဲ့အုပ်ချုပ်ရေးပုံစံပျက်စီးနေတယ်လို့သူတို့ရဲ့တပ်ဖွဲ့စည်းမှုပါပျက်စီးနေပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့သူစစ်ကရက်မှာမဟုတ်ဘူးကျွန်တော်ရဲ့မိပါကျွန်တော်လှုပ်ရှားရှိတာတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ် လက်ရှိအခြေအနေတွင်မှာအုပ်ချုပ်ပင်မြို့နယ်ထဲမှာရှိတယ်အချို့သောယသပြည်သူတွေကတော့ပုံမှန်အတိုင်းရှိနေတဲ့ပုံစံတွေအတွက်လဲကျွန်တော်စိုးရင်မိပါတယ်ဟုတ်ပြီဒါကတော့ဒီနေ့အရခတ်တတော် AA ရဲ့ပြပြတာတာလှုပ်ဆောင်ချက်တွေ ਨੇ ကျွန်တော်တို့ရရှိခဲ့တဲ့သိသိခဲ့တဲ့လက်နက်တွေကိုကျွန်တော်တို့ဘလို့အသုံးပြုလဲဘလို့အသုံးချလာလဲဆိုတာကိုပြရုပ်အနေနဲ့ထပ်မှန်ပြီးတော့မြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့် တိုင်းဒေသအသီးသီးမှရှိတဲ့ကျွန်တော်ဖက်စစ်ခွေးတက်အုပ်ချုပ်ထားတဲ့မြို့မှန်သမျှဟာကျွန်တော်တို့ပြည်သူတွေနဲ့အတူတူကာကွယ်တပ်ဖွဲ့ဝင်တွေကရှင်းလင်းသွားမှာဖြစ်တယ်။ဘယ်နေရာတိုက်ပွဲမဖြစ်နိုင်ဘူး။အဖေမျိုးကတော့တိုက်ပွဲမဖြစ်လောက်ပါဘူးဆိုတာမျိုးမရှိဘူးဆိုတာကိုလည်းကြိုပြီးတော့ကျွန်တော်သတိပြုဖို့တော့ပြောချင်တယ်။ဟုတ်ပြီ။နောက်ထပ်သတင်းတစ်ခုကတော့လက်ရှိကျွန်တော်တို့စစ်မှတ်ဖြစ်နေတဲ့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာ အနာသိမ့်ခံထားရတဲ့ကျွန်တော်တို့ရဲ့နိုင်ငံအတွင်းထဲမှာကျွန်တော်တို့ရဲ့မိသားစုဝင် အမျိုးသမီးငယ်တွေတိုင်းရင်းသားဒေသတည်တည်မှလောက်ကန်ရှားပါနေတဲ့အခြေအနေမှာခွင့်ကောင်းယူပြီးတော့ဘိုးချုပ်ကြီးတွေပြီးတော့ဘိုးမူးပြုတ်တွေဘိုးပြုတ်တွေဟာရန်ကုန်မြို့မှာပါကန်းတွေတရဝင်းဖွင့်လှစ်ထားတဲ့အကြောင်းကိုကျွန်တော်ရဲ့မိသားစုတွေကိုအတိပေးခြင်းပါတယ်ဒါဟာတော်တော်လေးကို ထိတ်လန့်ဖို့ကောင်းတယ်ဆိုတော့ပုံမှန်အတိုင်းမိမိရဲ့ဆန္ဒအရာပြည့်စုံလို့တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ပြောစရာအကြောင်းမရှိဘူးကျွန်တော်ရင်မိပါခက်ခဲကြောင့်စာဝိနေကြောင့်ဘွားချက်တည်မှုကြောင့်ပြည့်စုံလို့သွားကြတာလေကဘာကြီးမှလည်းအများကြီးရှိပါတယ်ပြီးတော့ကျွန်တော်တို့တော့ဖော်ချွတ်တွေနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအမှလည်းအာ ဘလို့ပြောမလဲပြောကျွန်တော်တို့အမှုပညာရုံဝန်အထီတော်မှာကျေပြတ်နေတာတွေလည်းကျွန်တော်တို့တွေ့နေရပါတယ်ဒါကြောင့်ဒီလိုမျိုးပြည်ပစံနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောပွဲရမှရှိဘူးတို့ပင်မဲ့အခုပြစ်စင်ဟာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့အချမ်းမဖက်စစ်ခွေးတက်လက်အောက်ခံသူတို့ရဲ့ညီမျိုးစုံနဲ့ငွေပေးပြီးတော့ဒါဆေးနဲ့ပေါ့နော်ဆေးကျွန်တော်တို့ကျမ်းမာအရေးချောင်းဆေးခွင့်နဲ့ဆေးနားနဲ့အနားယူထားတယ် ဘုံမူးချုပ်ကြီးတွေဘုံမူးတွေပြီးတော့နီမျိုးစုံနဲ့တက်ကထွက်အောင်ကျွန်တော်တို့ငွေပေးပြီးတော့လုတ်ခဲ့တယ်ဘိုးပြုတ်ဆိုတဲ့ကောင်တွေဟာကျွန်တော်တို့ရန်ကုန်တွင်းထဲမှာ နေရာတီးတီးမှာဖာကန်းနေတရားဝင်ဖွင့်လင်ထားပါတယ်အဲ့ဒါကအခုချိန်နေမှာမဟုတ်ဘူးကျွန်တော်ရင်မြင်ပါတယ်ခင်ညွတ်လက်ချက်မှားတဲ့ကကျွန်တော်တို့နိုင်ငံတွင်းထဲမှာသူတို့နဲ့ပတ်သက်တဲ့သူတွေဟာတရားဝင် license ရဖာကန်းတွေ ်ဖွင့်လှစ်ခဲ့တာပါအခုအချိန်တွေမှာတော့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့အမျိုးသမီးငယ်တွေကိုကြားဖြန့်လူလိန်ပုံစံမျိုးပုံသွင်းနေကြတာပါဟုတ်ပြီဘလို့အချိန်တွေမျိုးလဲဆိုရင်လက်ရှိကျွန်တော်တို့ TikTok တွေမှာအလုတ်ခေါ်စားပြီးတော့အခြားသောလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာထပ်မှာလုတ်ခေါ်စာတွေသူတို့တွေခေါ်တယ် ခေါ်ပြီးသွားရင်တလကို10သိန်း30သိန်း30သိန်း30စသည်အားဖြင့်လာစာကောင်းကောင်းပေးမဲ့အခြေအနေမျိုးကိုသူတို့တွေမလုံးပေးထားတယ်ဆိုတော့နေနေရရမှာလက်ရှိတိုက်ပွဲဖြစ်နေတဲ့အချိန်မှာစပေးရှောင်းနေတဲ့သူတွေပြီးတော့နေစရာတွက်ခက်ခဲနေတဲ့သူတွေအလုံးတွက်လွန်စွာရှာပါနေတဲ့မျိုးသမီးငယ်တွေဟာအဲ့ဒီအလုံးခေါ်စာကိုဆက်သွယ်လာကြတယ်ဆက်သွယ်လာပြီးဆိုတာနဲ့သူတို့ဟာရန်ကုန်မြို့ရဲ့ဝေးပြေးကားထိပ်တွေအရောက်တွားရောက်ကြိုကြပါတ အဲ့လိုမျိုးအလုတ်ခေါ်စာတင်ဖို့ဆိုရင်အဲ့ဒီအမျိုးသမီးငယ်တွေက online ကနေပြီးတော့သူတို့ရဲ့ကိုယ်လုံးဒါပေါ့နော်အာဓပုံကိုပြပို့ရပါတယ်ဆိုတော့အဲ့ဒီဓပုံကိုကြည့်ပြီးတော့မှအဲ့ဒီဓပုံကိုသူတို့ဟာပါကမ်းမှာအသုံးပြုလောက်လို့ရတဲ့အမျိုးသမီးငယ်ရုပ်ရည်အသွင်ပြင်မျိုးရှိတဲ့သူတွေကိုပဲရွေးခေါ်ခတ်ပါတယ်ပြီးတော့သူတို့တွေကိုရန်ကုန်မြို့ရဲ့ဒါဝေပီကာဂိတ်တွေကိုလာခိုင်းတဲ့အဲ့ဒီ ကခိတ်ထိသူတို့တွေတွားရောက်ပြီးတော့ခေါ်ဆောင်တယ်ခေါ်ဆောင်ပြီးတော့သူတို့ဤစုရဲ့တဏီယာထားတယ်ထားပြီးတာနဲ့အဲ့ဒီအမျိုးသမီးတွေကိုအလုံးအတွက်ပြင်ဆင်ရမယ်အဝတ်အစားတွေဆင်ရမယ်အလှပြင်ရမယ်ဆိုတာနဲ့သူတို့တွေကိုအလှပြင်ခိုင်းတဲ့အဝတ်အစားတွေကြောင်းပါတယ်ဆိုတော့အမျိုးသမီးငယ်တိုင်းလှခြင်းနဲ့ပခြင်းနဲ့အဝတ်အစားအသစ်တွေလိုခြင်းနဲ့ဆိုတော့အဲ့ဒီအဝတ်အစားအသစ်တွေကိုသူတို့ကအကျွေးပုံစံမျိုးနဲ့ရောင်းနေပြီးတော့အလှပြင်ဆိုင်ကို ူတို့တွေပို့တယ်အဲ့ဒီပို့တဲ့အလှပြင်ဆိုင်ကလည်းပဲသူတို့ရဲ့မယံငယ်အလှပြင်ဆိုင်ဖြစ်တယ်ကျွန်တော်အခုပြောနေတဲ့တည်င်းရဲ့နောက်ဆုံးအပိုင်းမှာရန်ကုန်မြို့မှာရှိတဲ့ဖာခန်းတွေရဲ့တည်နေရအတိတ်ကြောက်ကိုကျွန်တော်ဖော်ပြပေးသွားမှာဖြစ်တယ်အဲ့လိုမျိုးသူတို့အလှပြင်ဆိုင်ကိုရောက်တယ်အလှပြင်ဆိုင်မှာတကိုယ်လုံးကိုပြင်ဆင်ရတယ်ဥပမာစပင်လောက်ကတော့အာတာအချားပေါ့နော်လက်သေးပုံဖော်ရတာတော့ဘာလို့ညာတော့ဗျာဖာခန်းမှာအသုံးပြမှာဘို့ဗျာ ကျွန်တော်ပြည့်တစားလို့ကျွန်တော်မသုံးဘူးဒါဖာကန်းလို့သုံးနေတယ်ကျွန်တော်ရဲ့စကားအနည်းငယ်ရိုင်းမှောင်ရင်ကျွန်တော်ရဲ့မိဘတွေခွင့်လို့ပေးပါဆိုတော့ဒါဟာမြို့သမီးတွေကျွန်တော်တို့မိန်းကလေးတွေပြီးတော့တကွရောက်ရှိနေတဲ့သူတွေဟာသူတို့ရဲ့ဆန္ဒမပါဘဲနဲ့ဘဝရည်တည်ဖို့အတွက်အလုပ်တစ်ခုရလို့တဲ့ဆန္ဒတစ်ခုတည်းနဲ့ရောက်လာကြတဲ့သူတွေဖြစ်တယ် ဒါတွေကိုပုံစံမျိုးမျိုးနဲ့သူတို့တွေစီယုံတိမ်သွင်း ပြီးတော့သူတို့တွေအကျွေးထောင်ချောက်ထဲကိုထည့်တယ်။အကျွေးထောင်ချောက်ဆိုတာကခုနကတော့အရှိမသူတို့အတွက်အဝတ်အစားတွေစင်ပေးရတာတွေငွေစမတန်ဈေးတင်တယ်မဖြစ်မနေယူရတယ်။ပြီးတော့အလှပြင်ဖို့ကိုလည်းမဖြစ်မနေလုပ်ခဲ့တယ်။အဲ့ဒီမှာတင်မဲ့အဲ့ဒီအမျိုးသမီးငယ်တွေဟာအကျွေးသိန်း20ကနေပြီးတော့သိန်း30သိန်း40ဝန်းကျင်အထိအချို့တွေတင်သားကြပါတယ်။ဆိုတော့ တကယ်လှုပ်လှုပ်ရမယ်အချိန်လဲရောက်ကောနင်းတို့ရောက်ကြလေးတွေကိုပြုစုရမှာကိုယ့်ရဲ့တမီရီစာကိုယ့်ရဲ့ wine friend တွေလို့ပြုစုရတယ်လို့မျိုးနင်းတို့ပြုစုရမယ်နင်းတို့မလုံနိုင်ဘူးဆိုရင်နင်းတို့လက်ရှိကုံထားတဲ့နင်းတို့အတွက်ကုံထားတဲ့နင်းတို့ပြင်ဆင်ထားတဲ့ဇီးရိတ်တွေနင်းတို့အကုန်ပြန်ပေးအဲ့ဒါဆိုရင်တော့နင်းတို့ပြန်လို့ရမယ်ဆိုတော့သူတို့တွေအရှိမရောင်းထားတဲ့အဝတ်အစားတွေအရှိမပြင်ထားတဲ့အဲ့ဒါပြင်စိတ်တွေကသူတို့တွေငွေတွေအများကြီးဈေးတင်ထားတာဖြစ်တယ် ပြီးတော့အဲ့ဒီလှပင်ဆိုင်ကလည်းသူတို့ရဲ့အငယ်အနှောင်းပြောချင်တာကတော့မရင်ငယ်ဆိုင်တွေသူတို့ sponsor ပေးပြီးတော့ဖွင့်ခိုင်းထားတဲ့ဆိုင်တွေမှာပဲသူတို့တွေသွားပြင်ရတာဖြစ်တယ်။ကွန့်ကိုလှပင်လို့မရအောင်။ဆိုတော့အဲ့ဒီမှာအကျွေးနုံနေသွားပြီ။ဆိုတော့မိန်းကလေးတွေစဉ်းစားဒီအကျွေးကိုဘယ်လိုဆက်မလဲ။သူတို့ပြောတဲ့အလုပ်ကိုလက်ခံရမယ်။ဆိုတော့မိဘတွေကိုလမ်းပြောမယ်ဆိုရင်လည်းလာတဲ့စိတ်ကလည်းကုန်ပြီးသွားပြီ။အလုပ်ရမယ်ဆိုလို့ဒီဘက်မှာလည်းပဲ ။ဒါသူတို့လည်းအလုံးနဲ့အံဝင်ကြွကြဖြစ်မယ်ဆိုလို့ဒီလိုမျိုးအလှပင်စိတ်တွေလည်းကုံသွားပြီးအမေတွေအဖေတွေညီကိုမောင်မတွေကိုပြန်တောင်းမယ်ဆိုရင်လည်းသူတို့တွေအဆင်မပြေတာအမျိုးမျိုးကိုကြုံတွေ့ရတယ်။ဆိုတော့မဖြစ်မနေဒီအကျွေးကိုဆက်လိုက်တော့မယ်ဆိုတာနဲ့သူတို့တွေကအဲ့ဒီဖာခမ်းမှာဘဝအချိန်တော်တော်များများကိုထပ်မံပြီးတော့ပြေးလိုက်ရပါတယ်။ဆိုတော့ဖာခမ်းကိုရောက်လာတဲ့သူတွေခါလဲသူတို့တက်အတိုင်းဝိုင်းတွေနဲ့ ပြီးတော့ခရိုနီအတိုင်းဝိုင်းတွေလာကြတာများပါတယ်ဆိုတော့လာတဲ့သူတွေဟာလဲသူတို့ရဲ့စိတ်တိုင်းကြအဲ့ဒီအမျိုးသမီးငယ်တွေကလုပ်ပေးရပါတယ်တကယ်လို့အစင်မပြေဘူးဆိုရင်ဤမျိုးစုံနဲ့နှိပ်စက်ခံရတဲ့နောက်ဆုံးပြတ်သွားတာတွေပါ ရှိနေတယ်လို့ကျွန်တော်တို့သတင်းကြားနေရပါတယ်ဒါဟာကျွန်တော်ရန်ကုန်အတွင်းထဲမှာကြားဖြတ်ပုံစံမျိုး အသက်သွင်းထားတဲ့ဖာကန်းတွေအကြောင်းကျွန်တော်ရဲ့မိဘတွေကိုအတိပေးခြင်းဖြစ်ပြီးဟုတ်ပြီဒါဆိုရင်တော့အဲ့ဒီဖာကန်းတွေကျွန်တော်ရန်ကုန်ထဲမှာရှိတဲ့နေရာအချို့ကိုကျွန်တော်ဝင်ထုတ်ဖော်ပြောဆိုပါတော့မယ်ကျွန်တော်ရှင်းမှတင်ပြခဲ့တဲ့သားကောင်ဖန်းကြီးတွေချုပ်ွက်တွေဖြစ်ပါတယ်ဆိုတော့အဲ့ဒီသားကောင်ဖန်းကြီးချုပ်ွက်တွေတွေကိုရောက်သွားတဲ့အမျိုးသမီးငယ်တွေဟာပြည်တစာကြားဖြန့်ဂိုင်းရဲ့အလူကိုသူရဲ့ခန္ဓာကိုယ်ကိုပိဆက်ပြီးတော့ အလုတ်လုတ်ကြာရပါတယ်ဆိုတော့အဲ့ဒီအလုတ်ခန်းနေရရန်ကုန်မြို့ရဲ့နေရတကယ်နေရကောင်းကြီးတွေเนาะကျွန်တော်ရဲ့မိပါတကယ်နေရကောင်းကြီးတွေမှာရှိနေတာပါဟုတ်ပြီရန်ကုန်မြို့တခွင်မှာရှိတဲ့ဖာခန်းတွေရဲ့တီနေရကျွန်တော်တင်ပြပေးပါမယ်လက်တော်ဒါအကုန်လုံးမဟုတ်ရင်တော့မှာတိကျတဲ့နေရအချို့ဘာဆိုရဲလမ်းမကြီးဘူတာကြီးခုံးကျော်တဒါအစင် Uniqlo IT and Mobile Center နဲ့ကက်ရဲ့ တိုက်ဒုတိယဓာတ်နဲ့တတိယဓာတ်နှစ်ထပ်တွဲဖာကန်းဖွင့်လာတာပါကြောက်တရာမြို့နေမှာပါဘုဒ္ဓတော်ဘုရားလမ်းမှာ Orchid Hotel အနီးက Ocean Pier in တတိုက်လုံးဖာကန်းမှာဘုဒ္ဓတော်မြို့နေမှာပါဆိုတော့စင်အိုဒန်လမ်းကအမှန်699တရုတ်စီချွန်စားတော့ဆိုင်မြဆောင်ထိုးတိုက်အမှတ်50တတိုက်လုံးကဖာကန်းမှာ ။တစ္ဆာလမ်းမကြီးဂေယောင်မှတ်တိုင် တောင်းပလာမမျိုးနဲ့ CIGI VR ဆိုင်နဲ့မြန်ချင်းဆိုင်ကြော်ထူးခုစေကန်နဲ့ကက်လျက်သုံးတက်တိုင် Golden Brother Caspa နဲ့စပါအပေါ်ဓာတ်ကဒုတိယဓာတ်နဲ့တတိယဓာတ်ကလည်းဖာကန်းဖြစ်ပါတယ်။တိုက်စတဲ့၃လ၂၂လမ်းလာတာမြို့နယ်အဲ့ဒီလိပ်စာကလည်းဖာကန်းဖြစ်ပါတယ်။ လုံမျိုးနဲ့တင်းမှာနောက်ထပ်ဖာကန်တခန်းရှိပါတယ်ဆိုတော့အလုံမှာတော့အများကြီးရှိပါတယ်ဆိုတော့ရန်ကုန်မှာအလုံမှာရှိတဲ့သူတွေလည်းသိမှာပါဒါပေမဲ့ကျွန်တော်အဓိကပြီးကျင်တဲ့ message ကတော့ကျွန်တော်တို့အာနာရှင်အောက်ကပေါက်ဖွာလာတဲ့အာနာယူကောင်တွေဟာကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့အမျိုးသမီးငယ်တွေကိုလူမဆန်စွာကြားဖြန့်ဖာကန်း လှုပ်ဆောင်နေတဲ့အခြေအနေကိုကျောင်းရဲ့မိဘတွေကိုအတိပေးခဲ့ခြင်းဖြစ်တယ်။ဆရာမီသားစုဝင်တွေမြို့မီငယ်တွေအလုံးဒီပြုဆင်ခြင်ရမှာ ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီကနေ့ရဲ့ညီကုန်းချုပ်အရေးကြီးတဲ့အချက်လေးနှစ်ချက်နဲ့ကျွန်တော်ပြောကြားရင်းနဲ့ညီကုန်းချုပ်အတွက်ပြင်ဆင် ထားတာကတော့စည်ရည်ပြင်ဆင်ချက်နှစ်ချက်ရှိပါတယ်။ဆိုတော့နံပါတ်1ကတော့ကာကွယ်ရေးအတွက် ကျွန်တော်တို့ပြင်ဆင်ရပါတယ်။နံပါတ်1ကတော့ကျွန်တော်တို့တိုက်ခိုက်ရေးအတွက်ပြင်ဆင်ရပါတယ်။ကာကွယ်ရေးဆိုတာကကျွန်တော်တို့တက်ဆွဲထားတဲ့နေရာကျွန်တော်တို့ဒါစိုးမိုးထိမ့်ချုပ်ထားတဲ့နေရာဒီနေရာတွေကိုအကြမ်းဖက်စစ်ခွေးတက်စစ်ကြောင်းထိုးလာတော့လကောင်းအကြမ်းဖက်စစ်တွေတက်တံပြန်ခေါင်းတော်ဝင်လာရင်တော့လကောင်းကျွန်တော်တို့ကာကွယ်ရေးအတွက်ကျွန်တော်တို့ပြင်ဆင်ရပါတယ်။အဲ့ဒီပြင်ဆင်ရတဲ့ကာကွယ်ရေးဆိုတာကကျွန်တော်တို့ရဲ့လက်နက်ခဲယံဖြစ်ပါတယ် ပြီးတော့နံပါတ်2တိုက်ခတ်ရေးအတွက်တိုက်ခတ်ရေးဆိုတာကအခုလိုမျိုးဘကိုးရန်ဘကိုးအဆက် AOR အဆက်ကရင်အဆက်ရန်ကုန်အဆက်မန္တလေးအဆက်စတဲ့နေရာတွေကိုတိုက်ပွဲဖော်ဆောင်ဖို့အတွက်ကျွန်တော်တို့ရဲ့လက်နက်ခဲယမ်းတွေကိုပြင်ဆင်ရပါတယ်ဆိုတော့ကျွန်တော်တို့မှာရှိတဲ့လက်နက်ခဲယမ်းတွေကိုအကုန်လုံးပုံအော်ပြီးတော့အဲ့ဒီတိုက်ခိုက်ရေးမှအသုံးပြုလို့မရပါဘူး။ကျွန်တော်တို့ကာကွယ်ရေးအတွက်လည်းကျွန်တော်တို့ရဲ့လက်နက် ကြည်ကျွန်တော်တို့မှာခြံထားရပါတယ်ဆိုတော့ကျွန်တော်မိဘတွေဒီနေ့ကျွန်တော်တင်ပြခဲ့တဲ့ကျွန်တော်စည်ရပြင်ဆင်ရတဲ့အချက်နှစ်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေလည်းဒေါပေါက်နားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့လက်ရှိအချိန်မှာအညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေနားစွန့်ပေးပါပြင်ဆင်ပေးပါအကူအညီပေးပါဝန်ရံပေးပါ ကျွန်တော်တို့လည်းအတက်နိုင်ဆုံးစ조사ပြင်ဆင်နေကြောင်းကျွန်တော်ရဲ့မိဘတွေကိုအတိပေးခြင်းနဲ့ဒီနေ့ view ကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ video တွေကိုဒီချက်ပို့ကောင်း조사ပေးနေပါလေ။လက်နက်ပေးစစ်ပေးကပ်ပေးပါကြောင်းနဲ့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင်းလေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းနေပါ။